င်္ဂလာညချမ်းလေးပါရှင်။နိုဝင်ဘာလ30ရက်နေ့အတွက်မြို့တော်ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမကတော့အင်ချူမီပါ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့နမမြို့နယ်ရှိကျေးရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကြားဖြတ်တိုက်ခိုက်ခံရတဲ့သတင်း။မြို့ပေါ်ဈေးဝယ်ပြီးပြန်လာတဲ့ကုန်ကားတွေပေါ်ကစားတောက်ကုန်တွေကိုစစ်ကောင်မရှင်တပ်ကသိမ်းဆီးကရွာတွေကိုလက်နက်ကြီးနဲ့ပစ်ခတ်တဲ့သတင်း။ဤသူတွေအပေါ်ရက်ဆက်ရုံမှမှုတွေကျူးလွန်နေတဲ့ပြူစောတိခေါင်းဆောင်နဲ့ လူစောတိလောက်ခံတပ်ဖွဲ့ဝင်တအူပြစ်ခတ်ရှင်းလင်းခံရတဲ့တဲ့င်။ကေကေပနယ်မြေမှာအဆောက်အုံ290လုံးကိုဖြိုချဖျက်ဆီးခဲ့ပြီးရွှေကုတ်ကိုနယ်မြေမှာအဆောက်အုံများအနက်တရတလုံးကိုချိတ်ပိတ်ခဲ့ကြောင်းစစ်ကောင်စီထုတ်ပြန်တဲ့တဲ့င်။ပေါင်းတယ်မြို့နယ်ကိုစစ်ဆောင်ခဲ့ပူးသူတွေကိုကြိုတင်မဲ့လာရောက်ပေးခိုင်းပြီးမပေးရင်ဖမ်းဆီးမယ်လို့ဆိုတဲ့တဲ့င်။တီဘောမျိုးမှာပိတ်ထားတဲ့တီဘောတရားကိုနှစ်ဖက်လုံးကဒီကနေ့မနက်မှာပြန်ဖွင့်ပေးတဲ့တဲ့င်။ ညာဦးမှာဒေါ်လာရေးတပ်ဖွဲ့တွေကစစ်ကော်မရှင်လောက်ကအုပ်ချုပ်ရေးမှုနဲ့ဇနီးကိုခေါ်ယူစစ်ဆေးတဲ့တင်အစ္စရေးဟားမတ်တိုက်ပွဲဆကရေကဂါဇာမှာတင်းဆုံးသူဦးရေ9000ကျော်ရှိလာတဲ့တင်အစရှိတဲ့တင်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရရှင်ပထမဆုံးတင်တဲ့ပုံအနေနဲ့နမောင်မျိုးရှိကြေးရွာတွေကိုစစ်ကြောင်းထုနေတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဂျားဖြတ်တိုက်ခိုက်ခံရတဲ့တင်ကိုတင်ဆက်ပေးပါမယ်ရှင်မကွေးတိုင်းနမောင်မျိုးနယ်ရှိကြေးရွာတွေကို အင်အား62ဦးပါတဲ့စစ်တပ်နဲ့ပြူစောတီတပ်ဖွဲ့ဝင်တွေဟာစစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့်ဒေါ်လန်ဤတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ People Japan Fo နှမောက်ကသတင်းထုတ်ပြန်ထားပါတယ်။နိုဝင်ဘာလ28ရက်နနက်9:00နာရီဝန်းကျင်ကကအင်အား62ဦးပါတဲ့စစ်သားနဲ့ပြူစောတီတွေဟာမြင်းတဲကြီးကျေးရွာဘက်ကစစ်ကြောင်းထိုးထွက်ခွာလာခြင်းကိုဒေါ်လန်ဤတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ရွာတွေကိုပြူစောတီနဲ့ပေါင်းပြီးအင်အား60ကျော်နဲ့စစ်ကြောင်းထိုးနေတာ။ မြင်းတဲကြီးဘက်ကအထွက်ကိုကြားဖြတ်တိုက်ခိုက်ခံရတာတေဆုံးမှုကတော့ရှိတယ်အတိအကျမသိရသေးတာလို့တော်လိုင်းရင်းနဲ့နှိစက်သူတအူးကပြောပါတယ်အဆိုပါစစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေနဲ့တော်လိုင်းရင်းတပ်ဖွဲ့တွေကြားအပြန်အလှန်ပြစ်ခတ်မှုတနအိခွဲခန့်ကြားမြင့်ခဲ့ပြီးစစ်ကောင်မရှင်ဘက်မှထိခိုက်တေဆုံးမှုရှိရလို့သိရပေမဲ့အရေးအတွက်အတိအကျကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ People Defense Force နှစ်မောက်ကသတင်းထုတ်ပြန်ထားပါတယ်အဆိုပါအင်အား90ကျော်ပါစစ်တပ်စစ်ကြောင်းဟာရွာမုံစစ်လက်နက်ပစ္စည်းတပ် တောင်တွင်းကြီးတက်နဲ့ပြူစောကြီးတွေကိုစူပောင်းဖွဲ့စည်းထားတယ်လို့သိရပါတယ်။သူတို့ကတရွာနဲ့တရွာအကူမှာလမ်းမသိရင်ရွာထဲကလူငယ်တွေကိုလမ်းပြအဖြစ်ဖမ်းဆီးခေါ်တယ်လို့ဒေသခံတအုပ်ကဆက်လက်ပြောဆိုထားပါတယ်။အဆိုပါတိုက်ခိုက်မှုကိုဗျူဟာအမတ်ဆက်ခွန်အောက်ရှိအမတ်900နှစ်တက်ရင်အထူးလှူရှားမှုစစ်ကြောင်းနဲ့တရက်ခရိုင်တက်ရင်တို့ကပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီးတော်လိုင်းရဲဘော်တွေကအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်းသိရပါတယ်။လက်ရှိအနေအထားအရ စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေဟာနှမမျိုးနယ်ရှိတစ်လာချင်းရွာဘက်ကိုစစ်ကြောင်းထိုးနေတယ်လို့သိရပြီးနှမမျိုးနယ်အတွင်းမှာမကြာခဏတိုက်ပွဲတွေဖြစ်လာနိုင်တာကြောင့်ပြည်သူတွေအနေနဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေနဲ့နှီးစက်တဲ့နေရာတွေမှာမနေထိုင်ကြဖို့လေတော်လိုင်းတပ်ဖွဲ့တွေကသတိပေးတိုက်တွန်းထားပါတယ်ရှင်ဒုတိယသတင်းတပုတ်အနေနဲ့မြို့ပေါ်ဈေးဝယ်ပြီးပြန်လာတဲ့ကုန်ကားရီဘော်ကစားတောက်ကုန်တွေကိုစစ်ကောင်မရှင်တပ်ကသိမ်းဆီးကရွာတွေကိုလက်နက်ကြီးနဲ့ပစ်ခတ်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင် မကွေးတိုင်းအောင်လံမြို့နယ်ကရွာမထုံစစ်စေးရိတ်ဂိမ်းမှာမြို့တက်ပြီးဝယ်လာတဲ့စံကြက်တော်နဲ့အဝိအထယ်တွေကိုကားပေါ်ကဆွဲချကစစ်ကောင်မရှိတက်ကတိမ်းစီးနေတယ်လို့သိရပါဗျ။နဝေမာလာ29ရက်နေ့ကအောင်လံမြို့နယ်ရွာမထုံကျေးရွာစစ်စေးရိတ်ဂိမ်းမှာစစ်ကောင်မရှိကအောင်လံမြို့ဘက်ကဈေးဝယ်ပြန်လာတဲ့ကားတွေကိုစစ်စေးကတကိုရီစားသုံးမှုဝယ်လာတဲ့စံဓာတ်စီနဲ့အထယ်တွေကိုစစ်ကောင်မရှိတက်ကကားပေါ်ကဆွဲချယူထားကပိုင်ရှင်တဲ့ကားသမားတွေကိုမောင်းထုတ်ခဲ့တယ်လို့သိရပါဗျ။ ကားကိုစစ်ပြီးကားပေါ်ကစံအိတ်နဲ့အထယ်တွေရဲ့ကြက်သုံအိတ်တွေရဲ့ကိုယူထားတာဘာမှတဲခွင့်မပေးတာမသိဘူးလားအကုန်ထားခဲ့ဆိုပြီးပေါ့စားဖို့တောက်ဖို့အတွက်ဝယ်တာကိုမရတာစေးလဲတဲခွင့်မပေးဘူးလို့ဒေသခံကားသမားတဦးကပြောပါတယ်ဒါအပြင်စစ်ကောမရှင်တက်ကအောင်လံမြို့နယ်တဘူလာတိုက်နယ်တဘူလာကျေးရွာလမ်းဘေးကအိမ်တွေကိုအင်အားအလုံးကြီးနဲ့ဝင်ရောက်စီးနင်းကနေအိမ်တွေကိုဝင်ရောက်ရှာဖွေပြီးဖုံးတွေကိုပါယူစစ်တယ်လို့အောင်လံစစ်ရေးတရင်မြစ်ထံကသိရပါတယ်အိမ်တွေကိုဝင်ရှာတာ လက်နက်တွေရှိမရှိသေချာရှာတယ်။ဖုန်းတွေကိုလည်းယူစစ်တယ်။တိန်းနာတော့မရှိဘူး။ဂူရဲ့အောင်လံမြို့ပေါ်မှာလည်းဆိုင်ကယ်ဖမ်းပြီးပေါ်တာဆွဲတာကအရင်ထက်ပိုဆိုးလာတယ်လို့ဒေသခံတဦးကပြောပါရယ်။လက်တလောမှာစစ်ကော်မရှင်တပ်ကအောင်လံမြို့နယ်ရွှေပန်းတော်ကြီးကျေးရွာနားကနှမောက်ဂိတ်ကနေလက်နက်ကြီးနဲ့ကျေးရွာတွေကိုရန်တမ်းပစ်ခတ်နေပြီးအနားတစ်ဝိုက်ကကျေးရွာတွေဖြစ်တယ်။ဗျန်ဒီကျေးရွာ၊ဘူကုန်းကျေးရွာ၊ကြောက်တန်းကျေးရွာ၊တရဆန်းကျေးရွာနဲ့ တပန်းဆန်းကြီးရွာအနီးကိုကြားရောက်ပောက်ကွဲကုန်တယ်လို့သိရပါတယ်ရှင်။တတိယသတင်းတစ်ပုဒ်အနေနဲ့ပြည်သူတွေအပေါ်ရက်ဆက်ရုံမှမှုတွေကျူးလွန်တဲ့ပြူစောတိကောင်းဆောင်နဲ့လောက်ခံပြူစောတိအဖွဲ့ဝင်တအူပြစ်ခတ်ရှင်းလင်းခံရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ရှမ်းပြည်နယ်တောင်ပိုင်းရွာငံမြို့နယ်မြင်းချတိုးကြီးရွာမှာနိုဝင်ဘာလ29ရက်နေ့မနက်9:00နာရီဝန်းကျင်ခန့်ကပြည်သူတွေအပေါ်ရက်ဆက်ရုံမှမှုတွေကျူးလွန်နေတဲ့ပြူစောတိကောင်းဆောင်ဝင်းမြင့်နဲ့လောက်ခံပြူစောတိအဖွဲ့ဝင်တအူကို အိမ်စည်းကားနဲ့လမ်းပေါ်ထွက်လာချိန်ဒေါ်လန်ကြီးတပ်ဖွဲ့တွေကပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့ DSNDA ကထုတ်ပြန်ထားပါတယ်။ပြစ်ခတ်ရှင်းလင်းချိန်မှာပစ္စတိုတလက်နိုင်မမကြီး16တောင်းနဲ့အခြားဆက်ဆက်ပစ္စည်းတွေတင်စီရရှိခဲ့တယ်လို့သိရပြီးပြစ်ခတ်ရှင်းလင်းမှုအတွက်သူနဲ့အနီးကပ်နေသူတအူးမှသတင်းပေးပို့ခဲ့ပြီးသတင်းပေးပို့သူမှလည်းဒေါ်လန်ကြီးအဖွဲ့ထံကိုပူပေါင်းလာခဲ့ပြီးဖြစ်တယ်လို့ဆိုပါတယ်။ပြူစောတီခေါင်းဆောင်ဝင်းမြင့်ဟာရွာငံမြို့နယ်မှာပြူစောတီအကြီးဆုံးဖြစ်ပြီးပြီးခဲ့တဲ့2021ဇူလိုင်လပိုင်းမှာ ပဲရင်တောင်ကားကိုမိရှို့ပြီးပြည်သူခုနှစ်ဦးကိုရရက်ဆက်ဆက်တက်ဖြတ်ခဲ့ရမှာပါဝင်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ဝင်းမြင့်ကရွာကံမြို့နယ်မှာတစ်တွေကိုစစ်တပ်နဲ့ပေါင်းပြီးတရားမဝင်ထုတ်ယူနေကအသားလိုင်စင်အကြောင်းပြပြီးတာရေးနာရေးမကြံပွဲလန်းသဘင်တွေပြုလုပ်ရာတွင်အခွန်ငွေတွေကိုလိုရာထပ်ပို့ပြီးအတင်းအဓမ္မတောင်းယူနေသူလည်းဖြစ်တယ်လို့သိရပါဗျ။ထပ်မံပြီးကြံရှိနေတဲ့ပြူစောတီခေါင်းဆောင်ဝင်းမြင့်လောက်ခံတွေနဲ့စစ်တပ်ထောက်တိုင်တွေကိုလည်း ပြည်သူအပေါ်ယုံမာမှုတွေကျူးလွန်လာပါကထပ်မံရှင်းလင်းသွားမှာဖြစ်ကြောင်းလည်းသတိပေးထားပါဗျ။ပြီးခဲ့တဲ့2020ဇွန်လပိုင်းမှာလည်းလွှာစင်ကြေးရွာမှာပြည်သူနေအိမ်၄လုံးမိရှုမှုနဲ့2023မေလပိုင်းမှာဇူလိုင်လပိုင်းအကြားမှာမြက်ခါအင်းရွာမှာပြည်သူနေအိမ်38လုံး၊ကြောက်ပချုံရွာမှာအိမ်ကြီး၅လုံးနဲ့25နှစ်အရွယ်မင်းကလေးတအုပ်ကိုမဒိန်ချင်းခဲ့တဲ့ပြစ်မှုတွေအပါအဝင်မင်းပလောင်ကျေးရွာကိုရွာလုံးကျွတ်မိရှုတဲ့ပြစ်မှုတွေမှာ ပြူစောတီခေါင်းဆောင်ဝင်းမြင့်ကတမ55လောက်ခံတက်တွေနဲ့ပေါင်းပြီးဥဆောင်ပါဝင်ခဲ့သူဖြစ်တယ်လို့သိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကေကေပနယ်မြေမှာတရားမဝင်အဆောက်အုံ290လုံးကိုဖျောချဖျက်ဆီးခဲ့ပြီးရွှေကုတ်ကိုနယ်မြေမှာအဆောက်အုံများအနက်တရားတလုံးကိုချိတ်ပိတ်သိမ်းဆီးခဲ့ကြောင်းစစ်ကောင်မရှင်ထုတ်ပြန်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ကရင်ပြည်နယ်မြရီမြို့နယ်ကအွန်လိုင်းလိမ်လည်မှုနဲ့လောင်းကစားမှုများပြုလုပ်တဲ့နေရာတွေလို့ရည်ညွှန်းတဲ့ကေကေပနယ်မြေမှာ တရားမဝင်အဆောက်အုံ290လုံးကိုဖြိုချဖျက်ဆီးပြီးရွှေကုတ်ကိုနေမီကအဆောက်အုံများအနက်တရားတလုံးတို့ကိုချိတ်ပိတ်သိမ်းဆီးပြီးဖြစ်ကြောင်းစစ်ကောင်မရှင်ဝါဒဖြန့်မီဒီယာတွေကသတင်းထုတ်ပြန်ခဲ့ကြပါတယ်။အဲ့ဒီနေရာတွေဟာဆရာနာမသိခင်ကတည်းကလောင်းကစားမှုများပြုလုပ်တဲ့နေရာတွေလို့လူသိများထင်ရှားခဲ့တဲ့နေရာတွေဖြစ်ပြီးဆရာနာသိင်းကာလအတွင်းစစ်တပ်လောက်ခံနေကြားဆောင်တဲ့ BGF တွေရဲ့အကာအကွယ်ပေးမှုနဲ့အွန်လိုင်းလိမ်လည်မှုတွေပြုလုပ်ခဲ့တဲ့နေရာတွေလို့နိုင်ငံတကာကဆွဆွဲခဲ့တဲ့နေရာတွေဖြစ်ပါတယ်။မြရီဒေတာကို နေသားဆောင်တဲ့ BGF တွေရအကူအညီနဲ့ပြန်ပြီးထိုးစစ်ဆင်လာနိုင်တဲ့အာနာဒိန်စစ်တပ်ဟာကေကေပနယ်မြေကအဆောက်အုံတွေကိုကရင်အမျိုးသားအစည်းအရုံး KNU ကနောက်ွယ်ကပါဝင်နေတဲ့နေရာတွေလို့ဆွဆွဲခဲ့တယ်လို့အဲ့ဒီနေရာကိုပဲကွက်ပြီးကြားဖြတ်နေနေပြခဲ့တာဖြစ်ပါတယ်။ကြားဖြတ်နဲ့ပတ်သက်ပြီး American ဘက်ကပါ Strike Force ဖွဲ့ပြီးနှိမ်နှင်းမဲ့အကြောင်းကြေညာချိန်မှာရွှေကုတ်ကိုနယ်မြေမှာပါကြားဖြတ်တွေကိုနှိမ်နှင်းပြခဲ့တဲ့ပုံဆောင်ရွက်လာတာဖြစ်ပါတယ်။ အခုတော့ KKP နေမြေရှိတရားမဝင်အဆောက်အုံ635လုံးကိုအပိုင်း3ပိုင်းခွဲပြီးစနစ်တကျဖြိုချဖျက်ဆီးခဲ့ရာနိုဝင်ဘာလ29ရက်အထိတရားမဝင်အဆောက်အုံ290လုံးကိုဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်းဖော်ပြထားပါတယ်။အလားတူနိုဝင်ဘာလ18ရက်နေ့ကစတင်ပြီးနိုဝင်ဘာလ29ရက်အထိရွှေကုတ်ကိုနေမြေကို ရှင်းလင်းမှုများပြုလုပ်လျက်ရှိကြောင်းနိုဝင်ဘာလ29ရက်အထိ online လည်လည်မှုများဆောင်ရွက်ရာမှာအသုံးပြုခဲ့တဲ့ တရားမဝင်အစအုံ135လုံးကို တွေ့ရှိခဲ့ရတာကြောင့်အဲ့ဒီအစအုံတွေကိုပြန်လည်အသုံးပြုမှုမရှိသေးဘို့တိမ့်စီချိတ်ပိတ်လျက်ရှိရာမနေ့ကအထိတရားမဝင် အစအုံ100လုံးကိုချိတ်ပိတ်တိမ့်စီပြီးဖြစ်ကြောင်းသတင်းထုတ်ပြန်ခဲ့တာကိုတွေ့ရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပေါင်းတယ်မြို့နယ်ကိုဆစ်ဆောင်ခဲ့ဘူးသူတွေကိုလာရောက်ကြိုတင်မဲ့ပေးခံပြီးမပေးရင်ဖမ်းမယ်လို့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ပဲခူးတိုင်းပေါင်းတယ်မြို့နယ်ကို နတလင်းမျိုးနယ်ဘက်ကစစ်ပေးရှောင်ခဲ့ပူးတဲ့သူတွေကိုစစ်ကော်မရှင်ကချိတ်ချောက်ကကြိုတင်မဲလာထည့်ခိုင်းတယ်လို့သိရပါတယ်။နိုဝင်ဘာလ28ရက်နေ့မှာစစ်ကော်မရှင်ကရခိုင်ပေါင်းတယ်မျိုးနယ်တဲ့စစ်ပေးလာရှောင်သူတွေကိုကြိုတင်မဲထည့်ခိုင်းတယ်လို့သိရပြီးပြီးခဲ့တဲ့2023ခုနှစ်ကနတလင်းမျိုးနယ်ကကြွေရွာရီတဲ့တိုက်ပွဲဖြစ်ပွားချိန်ပေါင်းတယ်မျိုးနယ်ဂျာနီကန်အုပ်စုဂျာနီကန်ကွက်တင်မှာစစ်ကော်မရှင်စီစဉ်ပေးထားတဲ့စစ်ဆောင်စခန်းကိုလာရောက်စစ်ဆောင်နေတဲ့နတလင်းမျိုးနယ်ပြမကောင်အုပ်စု ကျမနက်ရွာကဒေသခံတွေကိုကြိုတင်မဲခေါ်ယူထည့်ခိုင်းခဲ့တယ်လို့သိရပါဗျ။ပေါင်းတယ်မြို့ထွေအုပ်ယုံကနဝရက်ခမ်းမမှာလုပ်တဲ့ရွေးကောက်ပွဲကြိုတင်မဲပေးပွဲကိုအရင်ကစစ်လာရှောင်ဘူးတဲ့စစ်ရှောင်အယောက်80ကျော်ကိုမဲလာထည့်ခိုင်းတာ။လမ်းစိတ်တွေလည်းကုန်တယ်။မထည့်ရင်အရေးယူမယ်ဆိုလို့သွားထည့်ကြရတာ။အယောက်80ကျော်ပဲလို့ဒေသခံစစ်ရှောင်တအူးကပြောပါဗျ။လက်ရှိမဲထည့်ခဲ့ရတဲ့ကျမနက်ရွာကစစ်ရှောင်80ဦးရဲ့ရွာကို2023ခုနှစ်ကစစ်ကော်မရှင်စစ်ကြောင်းကဝင်ရောက်မိရှို့ဖျက်ဆီးခဲ့တာကြောင့် ရွာလုံးကျွတ်ထွက်ပြေးကပေါင်းတယ်မြို့နယ်ဘက်ကိုထွက်ပြေးတိမ်းရှောင်ခဲ့ရတာလို့သိရပါတယ်။ဂူကကိုယ်နယ်ကိုပြန်ရောက်ပြီးလောက်ကင်စားနေပြီမယ်။စစ်တပ်ကမဲလာပေးဖို့ပြောလို့သွားပေးရတာ။တရားလုံးမဲဆိုပါတော့လမ်းစရိတ်က1900လောက်ကုန်တယ်။မလာရင်ဖမ်းမယ်ပြောလို့သွားရတာလို့ဒေသခံတဦးကပြောပါတယ်။ပေါင်းတယ်မြို့နယ်မှာစစ်ကော်မရှင်စီစဉ်ပေးတဲ့စစ်ဆောင်စခန်းမှာရေနဲ့စားဝတ်နေရေးခက်ခဲတာကြောင့်ကိုယ်ဒေသကြီးရွာကိုပဲပြန်ပြီးလောက်ကင်စားတောက်နေကြတော့တာလို့သိရပါတယ်။ပြီးခဲ့တဲ့2023ခုနှစ်က နတလင်းမြို့နယ်တဲကရွာတွေကိုစစ်ကောင်မရှင်တက်ကဝင်ရောက်မိရှို့ကဒေသခံပြည်သူ9ဦးကိုလည်းပြစ်ခတ်တပ်ဖြတ်ခဲ့တာကြောင့်ဒေသခံတွေဟာနီးစပ်ရာမြို့နယ်တွေကိုဆစ်ဆောင်ခဲ့ကြရတာလို့သိရပြီးဆစ်ဆောင်ခဲ့တဲ့မြို့နယ်တွေကစစ်ဘေးရှောင်တွေကိုချိုတင်မဲတွေလာထည့်ခိုင်းနေတာကြောင့်စားဝတ်နေရေးအဆင်မပြေတာနဲ့လမ်းစိတ်ကုန်ကြမှုချိမ်းချမှုတွေပါကြုံနေကြရတယ်လို့သိရပါပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ တီဘောမျိုးကပိတ်ထားတဲ့တီဘောတရားကိုနှစ်ဖက်လုံးကဒီကနေ့မနက်ပိုင်းမှာပြန်ဖွင့်ပေးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ရှမ်းပြည်နယ်တီဘောမျိုးကတီဘောတရားကိုစစ်ကောင်မရှင်တပ်ကဒီကနေ့မှပြန်လည်ဖွင့်ပေးလိုက်ပြီလို့သိရပါဗျ။နိုဝင်ဘာလ30ရက်နေ့ဒီကနေ့မနက်ပိုင်းမှာရှမ်းပြည်နယ်တီဘောအထွက်ကတီဘောတရားကိုဖြတ်တန်းဝင်ပြုလိုက်ပြီးကုန်ကားတွေကိုခါလီတာဖြတ်တန်းဝင်ပြုတယ်လို့သိရပါဗျ။ MNDA နဲ့ညှိတာအဆင်ပြေသွားတယ်ထင်တယ်။ခုမနက်ကားတွေဖြတ်ခွင်ပေးတယ်။ ဆိုင်ဂယ်ရီနဲ့ခါလီတွေပဲဖြတ်ခွင့်ပေးသေးတယ်လို့ကာသမားတအုပ်ကပြောပါရယ်။နိုဝင်ဘာလ14ရက်နေ့ကနှစ်ဖက်စီရေးတင်မာခဲ့ပြီးနောက်နှစ်ဖက်လုံးတီဘောတရားကိုပိတ်ခဲ့တာဖြစ်ပြီးကုန်ကားတွေနဲ့ခရီးသွားကားတွေပိတ်မိခဲ့တယ်လို့သိရပါရယ်။မန္တလေးကနေလာရှိုးကိုရှမ်းပြည်နယ်တောင်ပိုင်းကနေပတ်ပြီးသွားရင်၄ည၈၅ရက်ကြာတယ်။ဂူကတရားပြန်ဖွင့်လိုက်တော့အဆင်ပြေတာပေါ့လို့ကာသမားတအုပ်ကပြောပါရယ်။တက်တလုံးမှာလာရှိုးမြို့ကနေမူဆယ်မြို့ဘက်အထွက်က AD တရားနာမှာလည်း MNDA အလံတွေမရှိတော့ဘူးလို့သိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ညာဦးမှာဒေါ်လာရေးတပ်ဖွဲ့ဝင်တွေကစစ်ကောင်မရှင်လောက်ခံအုတ်ချုပ်ရေးမှုနဲ့ဇနီးကိုခေါ်ယူစစ်ဆေးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးတိုင်းညာဦးမြို့ပေါ်ကစစ်ကောင်မရှင်ကအုတ်ချုပ်ရေးမှုတအုပ်ကိုဒေသရင်းဒေါ်လာရေးတပ်တွေကဖမ်းဆီးထားပြီးပြစ်မှုတွေအတွက်စစ်ဆေးနေတယ်လို့သိရပါတယ်။နိုဝင်ဘာလ29ရက်နေ့နေ့လယ်12နာရီကန်ကညာဦးမြို့အမတ်တေရွက်က တိရိမင်္ဂလာရက်ကအုတ်ချုပ်ရင်းမှုနဲ့ဇနီးတို့ကိုနေအိမ်မှာဒေတာရင်းဒေါ်လာရက်တွေကဝင်ရောက်ဖမ်းဆီးခဲ့တာလို့သိရပါတယ်။ဆိုင်ကယ်ရင်းနဲ့နေလဲကင်းကြီးလာပြီးခေါ်သွားတာ။အဲ့ဒီအုတ်ကြီးကနာမည်ထွက်နေတာကြာပါပြီ။ခုကမထင်မှတ်တဲ့အချိန်လာခေါ်သွားတာလို့ဒေတာခန့်တကူကပြောပါတယ်။ဖမ်းဆီးခံရတဲ့အမတ်တရက်ကွက်အုတ်ချုပ်ရင်းမှုဖြစ်တဲ့အသက်40ဝန်းကျင်ဦးဖိုးကျော်ခေါ်ဦးထင်ကျော်ဝင်းနဲ့ဇနီးဖြစ်သူအသက်45နှစ်ဝန်းကျင်ဒေါ်ချောစုစုထွေးတို့ကိုတော်လိုင်းတပ်ဖွဲ့တွေက နေအိမ်မှာပဲခေါ်သွားတာဖြစ်ပြီးပြစ်မှုတွေကိုစစ်ဆေးမေးမြန်းနေတယ်လို့သိရပါဗျ။ပြူကောင်းဆောင်အောင်ကျော်မြင့်ပြီးရင်သူအဆိုးဆုံးပဲ။လူငယ်တွေစစ်မှုရန်ပေါ်တာဆွဲတာလူစားထိုးငွေတောင်းတာတွေမှာနာမည်ကြီးနေတာကြာပြီလို့ဒေသခံတကူကပြောပါဗျ။ညာဦးမြို့နယ်မှာစစ်ကောင်မရှင်လောက်ခံအုပ်ချုပ်ရေးမှုနဲ့ပြူစောထီတွေမကြာခဏပြစ်ခတ်ရှင်းလင်းခံနေရပြီးနိုဝင်ဘာလ28ရက်နေ့ကလည်းတိထောင်ကြီးရအုပ်ချုပ်ရေးမှုဥမ္မောင်တန်းဆိုသူကိုလည်းအမည်မသိလက်နက်ကိုင်အဖွဲ့ကပြစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်ရှင်။ နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အစ္စရေးဟားမတ်တိုက်ပွဲစကတဲ့ကဂါဇာမှာတေဆုံးသူဦးရေ9000ကျော်ရှိလာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။2023ခုနှစ်အောက်တိုဘာလမှာစတဲ့အစ္စရေးတပ်တွေနဲ့အစ္စလာမစ်အုပ်စုဟားမတ်တို့အကြားတိုက်ပွဲစတင်ဖြစ်ပွားပြီးရနာလူဦးရေ9000ကျော်တေဆုံးခဲ့ကြောင်းဂါဇာကမ်းခြေရှိကျန်းမာရေးအာဏာပိုင်တွေကပြောကြားခဲ့ပါဗျာ။တေဆုံးသူအရေအတွက်မှာ9100အထိရှိလာပြီလို့ကြေညာခဲ့ပြီးအပြည့်အခရရစေးအောက်တိုဘာ10ရက်တွင်စတင်အကောင့်ထည့်ဖို့ပြီးရနောက်မှာ လူဦးရေ354ဦးလည်းသေဆုံးခဲ့ကြောင်းအာဏာပိုင်တွေကစနေနေ့မှာပြောကြားခဲ့ကြတာပါ။ဂါဇာဒေသမှာပျက်စီးသွားတဲ့အဆောက်အုံတွေရဲ့အပြက်အစီးတွေအောက်မှာတကြိုထားတဲ့အလောင်းတွေကိုရှာဖွေဖော်ထုတ်ဖို့ကြိုးစားနေကြပါတယ်။စနေနေ့မှာတော့အလောင်း600ကျော်ကိုပြန်လည်တွေ့ရှိခဲ့ကြောင်းသိရပါတယ်။ Israel တပ်ဟာအပြည့်အခက်ရစဲပြီးနောက်ပိုင်းမှာတော့တိုက်ခိုက်မှုအချို့ဆက်လက်ပြုလုပ်နေတာကြောင့်ဂါဇာမှာသေဆုံးသူဦးရေဟာဆက်လက်မြင့်တက်လျက်ရှိပါတယ်။ Israel က Hamas ကိုလည်းသဘောတူညီချက်ကိုချိုးဖောက်တယ်လို့ပြန်ဆွဆွဲထားပါတယ်။ ဂါဇာတောင်ပိုင်းကမြို့အနီးမှာအစ္စရေးရဲ့တိုက်ခိုက်မှုကြောင့်မြေကိုနှစ်ဦးစနေနေ့ကသေဆုံးခဲ့ကြောင်းပါလက်စတိုင်းမီဒီယာတွေကသတင်းထုတ်ပြန်ခဲ့ကြပါတယ်။သူတို့နှစ်ယောက်ဟာသူတို့အဖေကိုကူညီဖို့ချင်းအတွက်တူးနေချိန်မှာအစ္စရေးဒရုန်းနဲ့တိုက်ခိုက်ခံရတာလို့ကလေးတွေရဲ့ဆွေမျိုးတအူးကရူတာသတင်းဌာနကိုကိုးကားပြီးပြောဆိုထားပါတယ်။အဲဒီစနေနေ့မှာပဲအစ္စရေးစစ်တပ်ကဂါဇာမှာလူသုံးဦးကိုတပ်ဖြတ်ခဲ့တယ်လို့ပြောကြားခဲ့ပြီးသူတို့ကတောင်ပိုင်းမှာလှုပ်ရှားနေတဲ့တပ်ဖွဲ့တွေကိုချင်းချောက်လာလို့ပစ်ခတ်တာလို့ဆိုကြပါတယ်ရှင်။ ညတော်ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါထူးခြားတဲ့သတင်းတွေကိုနေ့စဉ်တင်ဆက်ပေးမှာမို့ညတော်ရဲ့ Facebook page နဲ့ YouTube channel တို့ကနေစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ပြည်သူများအလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပြီးဆရာနာရှင်စနစ်ဆိုးလောက်ကနေအမြန်ဆုံးလွတ်မြောက်ပါစေကြောင်းနဲ့တဘာဝဘေးရန်တွေအတွေ့အကြုံမှလည်းကင်းဝေးကြပါစေကြောင်းညတော်ဖွဲ့သားများကစုမုံကောင်းတောင်းလိုက်ရပါတယ်ရှင်